။ဒါမင်း international မှာရလာတဲ့ experience တွေနဲ့အခုကိုယ်တိုင်ဒီဘောနော် universe အတွက် စီစဉ်ထား business project ကိုလည်းကိုယ်တိုင်စတင်လုပ်ကိုင်နေပါတယ်ရှင်ဟုတ်သမီး Miss Universe တယောက်ဖြစ်ဖို့ဆိုတာအမျိုးသမီးရဲ့အိမ်မက်လို့ပြောကြရပါတော့။သမီးနေနေပါတော့အသက်15နှစ်ထဲကမမရဲ့အလုပ်တွေကူပြီးတော့သမီးတို့ဒီစီးပွားရေးလုပ်ငန်းတွေအများကြီးလုပ်ကိုင်ခဲ့တယ်။သမီးကြောင့်ဖြစ်နေတဲ့လုပ်ငန်းအခုဆိုလို့ရှိရင်အခု project ကပေါ့နော်အဓိကလက်တည်ထားကြအဲ့ကုန်ထုတ်စွမ်းအားပေါ့နော်ကုန်ထုတ်စွမ်းမြန်မာဘုတ်အတွက်ကိုယ့်ရဲ့ export import ကိုယ့်ရဲ့မြန်မာနိုင်ငံကထုတ်ကုန်လေးကိုကဘာတည်အောင်ပေါ့နော်သမီးတို့ချပြခြင်းတဲ့အတွက်အဲ့ဒီ UI channel သမီးနေနေဝင်ရောက်ရှင်ပြန်ဖြစ်တာပါဖြစ်တထောင်းတနေရာပဲဖြစ်သမ မီးနေနဲ့ချပြနိုင်လောက်ပင်ထင်လို့ဝင်ရောက်ရှိတိုင်ဖြစ်တာပါရှင်။အားလုံးပဲမင်္ဂလာပါရှင်။သမီးရဲ့နာမည်ကတော့ issue အောင်ပဲဖြစ်ပါရှင်။သမီးတို့ဒီ Miss Universe ပြန်ရအကြောင်းရပါတော့။ဟိုအစတော့ Miss Universe ကိုနောက်ထပ်လူနောက်9နှစ်လောက်မှ join မယ်လို့ထားရမယ်။အခုအကုန်လုံးကလည်း join နေကြ Universe season လည်းဖြစ်နေရတဲ့အတွက်သမီးနေနဲ့ငါစူးစမ်းကြည့်ချင်တဲ့ငါလုတ်ချင်တဲ့စိတ်ရှိရင်တော့ ငါလုံနိုင်နေဆိုရဲစိတ်နဲ့ challenge အနေနဲ့ဝင်ရောက်ရှင်ပြိုင်ဖြစ်တာပါရှင်ဟုတ်သမီးနေနဲ့ပေါ့နော်အခု universe track ကိုသမီးကက်ဝါရီလည်းထပ်ဖြည့်ထားတယ်ပြောရှင်သမီး international မှာရလာတဲ့ experience တွေနဲ့အခုကိုယ်တိုင်ဒီပေါ့နော် universe အတွက် season ထား business project ကိုလည်းကိုယ်တိုင်စတင်လုပ်ကင်နေပါတယ်ရှင်။သမီးအရှိမဆိုလို့ရှိရင်ပေါ့နော်2024မှာဆိုလို့ရှိရင် Miss Asia International နဲ့ Miss Culture International မြန်မာကိုစားပြုဖြစ်သွားရောက်ရှင်ပြိုင်နေပါတယ်ရှင်။အဲ့ဒါဆိုသွားပြိုင်တော့ဆိုသမီးအိတ်ပေါ့နော် Miss Asia တော့ဆိုလို့ရှိရင်အဲ့မြန်မာရိုးရာရင်ကျင်းမှုဖြစ်တဲ့ဥွှေရိုးအကနဲ့သမီးတို့ကိုမိတ်ဆက်ပြီးစတင်မိတ်ဆက်ပြီးတော့ဖြောပြေးပေးခဲ့ပါတယ်ရှင်။ချပြခဲ့ပါမြန်မာရိုးရာရင်ကျင်းမှု ။ဒါပေမဲ့ Miss Asia International ပြိုင်တော့ဆိုသမီ top 15နဲ့ပေါ့နော်။အဲသူကအဲ့ Miss Asia ရဲ့မှာ top ပါလေသူကအခွင့်အရေးပေးတဲ့အနေနဲ့တရုတ်ခပင်မှာကျင်းပတယ်သမီတို့ပွဲမှာပေါ့နော်။အဲ international role model အဖြစ်သမီလျှောက်လန်းခွင့်ရခဲ့ပါရှင့်။ Miss Culture International မှာဆိုလို့ရှင်သမီ top 8နဲ့ title award တခုရရှိခဲ့ပါရှင့်။ဟုတ်။ဒါတော့နားမဲ့လို့ပေါ့နော်စီစဉ်ထားပေမဲ့အော်ကိုကနေရတာကျူးစာနေရမယ်။ကိုရဲ့အနုပညာလမ်းကြောင်းတခုပေါ့လေမှန်မှန်ကန်ကန်လေးရောက်သွားခြင်းနဲ့အတွက်သမီနေတဲ့ universe ကိုကိုရဲ့ကိုတက်ဆွမ်းနိုင်လောက်လောက် ပေါ့နော်တမီးနဲ့စူးစမ်းပြီးတော့ဝင်ရောက်ရှင်ပြိုင်နာပါရှင်ဟုတ်အားပေးကြပါဦးတမီးတို့ Miss Universe တယောက်ဖြစ်ဖို့ဆိုတာအမျိုးသမီးရဲ့အိမ်မက်လို့ပြောကြရပါတော့တကယ်လည်းဟုတ်ပါတမီးတို့အမိမတိုင်းမှာအလှကိုစီရှိရဲဆိုတော့အခုဆိုလို့ရှင်လည်းပြိုင်ပွဲဝင်အကုန်လုံးနဲ့အားတက်တယောအတူတူပေါ့နော်ဝင်ရောက်ရှင်သမီးကတော့အဲ့ခုနငငယ်တော့ဆိုလို့ရှင်သမီး business woman တယောက်ဖြစ်ချင်တယ်အခုအဲ့ဒီကပေါ့နော် Miss Universe ရဲ့ဟိုအမျိုးသမီးတွေက သူကကိုအစွမ်းကိုအစားနဲ့ယက်တီနိုင်ကြရဲဆိုတာလေးကိုပြချင်တာရဲ့။တမီးဒီ business woman လေးပြတော့တမီးရဲ့ business project လေးကိုအကုန်လုံးအစားချပြချင်တဲ့တော်ဝင်ရောက်ရှင်ပြိုင်ဖြစ်တာပါရှင့်။တမီးနေနေပေါ့နော်အသက်15နှစ်ထဲကမမေရဲ့အလုပ်တွေကူပြီးတော့တမီးတို့ဒီစီးပွားရေးလုပ်ငန်းတွေအများကြီးလုပ်ကင်ခဲ့တယ်တမီးကြောင့်မြေတင်တာလုပ်ငန်းအခုဆိုလို့ရှိရင်အခု project ကပေါ့နော်အဓိကလက်တည်ထားကြအဲ့အကုန်ထုတ်ဆွမ်းအားပေါ့နော်ကုန်ထုတ်ဆွမ်းမြန်မာဘုတ်အတွက်ကိုယ့်ရဲ့ export import ကိုယ့်ရဲ့မြန်မာနိုင်ငံကထုတ်ကုန်တွေကိုကဘာတည်အောင်ပေါ့နော်တမီးတို့ချပြခြင်းတဲ့အတွက်အဲ့ဒီရွေးချယ်တဲ့တမီးနေနေဝင်ရောက်ရှင်ပြန် ဖြစ်တာပါရှင်တထောင်တနေရာပဲဖြစ်သမီးနေနဲ့အချက်ပြနိုင်လောက်ပင်ထင်လို့ဝင်ရောက်ရှိတိုင်ဖြစ်တာပါရှင်ဟာဒီကတော့သမီးတို့မမေ့ချောင်းပါတော့မမေ့ဘက်ကယက်တီပေးခြင်းနဲ့မမေ့ကိုအများကြီးကူညီပေးခြင်းနဲ့ဆိုတော့မမေ့ရဲ့လုပ်ငန်းလေးတွေဝင်ပြီးတော့တပိုင်းတနိုင်ပါတော့မမေ့ကအခုချိန်မှာ single mom တယောက်အနေနဲ့ယက်တီနေတာဖြစ်တဲ့အတွက်မမေ့ကိုအများကြီးကူညီပေးခြင်းနဲ့စိတ်နဲ့သမီးဝင်ရောက်ရှင်ပြိုင်နေတာမမေ့လားအဲတင်းလေးလေးတန်းရွယ်လောက်တာပါရှင်လေးတန်းဆိုတော့ စိုင်းနဲ့လောက်ရှိမှတယ်မမမတွက်တတ်တာကိုနဲ့ကိုနဲ့စိုင်းနဲ့အဲ့ဒီမတိုင်ခင်ကမမေရုံးကန်ခင်ကတီပါဆိုတော့ငယ်အကူမမဟုတ်ပါငငယ်လေးကအလိုမမေအိမ်ကမိဘတွေပေါ့နော်တင်တောင်းတင်တယ်ထားခြင်းနဲ့ကောင်းကောင်းမွန်မွန်ထားခြင်းနဲ့မိဘတွေကကိုယ့်ရဲ့နေရာတင်တောင်းတင်တယ်ဟောရှိနေမှာကိုကလောငါလှုပ်ပေးနိုင်လိုက်ပြီးငါမိဘတွေကငါဒီလိုမျိုးလေးစိတ်ချမ်းချမ်းတသာလေးထားစေခြင်းနဲ့စိတ်ပေါ့ရှာမမေနဲ့ပတ်သက်ပြီးတော့အမ်မိဘတွေပေါ့နော်အဓိကကမပင်ပန်းစေခြင်းနဲ့စိတ်ကြောင့်ပါရှင်အကုန်လုံး ကိုကကိုစွမ်းရှိတဲ့လောက်အများကြီးကြိုးစားပေးခြင်းနဲ့အဲ့လိုစိတ်နှမ်းတော်ကြီးနဲ့ထားခြင်းနဲ့ဟုတ်ကိုဒီ Miss Universe ကိုဒီနေ့မှလည်းဝင်ရောက်ရှင်ပြရင်လည်းစပြီးတော့ကိုရဲ့ international ပွဲကြီးလုပ်တဲ့ကိုရဲ့အနုပညာလုပ်ငန်းတွေလုပ်တဲ့အကောင်လုံးအင်အားတွေကမမေ့အင်အားတစ်ခုတည်းနဲ့ဝင်ရောက်ရှင်ပြရင်ဖြစ်တာပါရှင်မမေ့ရတော့ပေါ့နော်အဓိကမမေ့ကသူများကိုမိခိုးတာမကြိုက်ဘူးပေါ့နော်ဆိုတော့ကိုစွမ်းကိုစားနဲ့ရည်တည်စေခြင်းနဲ့အတော့ကြောင့်ငယ်တဲ့ကမမေ့ကအဲ့လိုသမီးတို့ပေါ့နော်ကိုကကိုဘလို့နေတတ်အောင်ဘလို့ထိုင်တတ်အဲ့လိုမျိုးပေါင်းစုံ ဘဘက်ကနေပြီးတင်ကြပြီးပါတယ်မမေကသူကအရန်တော်ရဲ့မိန်းမတစ်ယောက်ပါပေါ့နော်။ဘာဆိုအကုန်လုံးသမီးတို့ဆုံးရှုံးသွားတဲ့အချိန်နံပါတ်1ကနေပြန်ဆရတဲ့အချိန်မှာမှသူကနေပြီးဘေးဟောက်သူအကုန်လုံးအကန့်နေခွဲပြီးတော့ပေါ့နော်။သမီးတို့အတွက်ဆိုလို့ရှိရင်လည်းလှုပ်ပေးရဲသူဟာနဲ့သူဆိုလည်းလှုပ်တယ်။အခုဆိုလို့ရှိရင်လည်းသူ အဲ့တော့အများအကျိုးဆောင်တဲ့အလုပ်တွေလည်းသူလုပ်နိုင်နေပေါ့နော်။သမီးတို့ဒီအခုသမီးခုနပြောသလို MWE, RNCCI, UMSC စသဖြင့်အတင်းဖွဲ့တွေမှာလည်းသူ SME ဒီကပေါ့နော်။ဆိုတော့အဲ့လိုမျိုးတွေမှာလည်းသူဥက္ကဋ္ဌတွေလည်းလုပ်နေတယ်။ပြောလို့ရှိရင်သမီးတို့ဘက်လည်းကြည့်ရဲသူအများအကျိုးတော်လည်းလုပ်နိုင်နေမိမတရားပေါ့နော်ရှင်။အမြဲဆုံးပါမြမရအဲနင်တို့ ်ညီတို့မွေးထားရပေါ့နော်အဲ့လိုဒီအမေလောက်ပဲမိအောင်လှူစမ်းပါဆိုပြီးအမြဲတမ်းစိန်ခေါ်လေးရှိပါရဲ့ရှင်ဟုတ်မမေကငငယ်လေးကပေါ့နော်အဲ့တမီးကဒီအနုပညာလုပ်ကိုဝါသနာပါတီးရောသူကငငယ်လေးကအနုပညာလုပ်ကိုရှောက်လန်းစေခြင်းနဲ့ဒါပေမဲ့အပညာရေးလေးလည်းရှိသေးရောပညာရေးဘက်မှာအားနေရမှာဆိုတဲ့အတွက်အော်ကြီးမလုပ်ဆိုပြီးဆယ်တန်းပြီးမှဒီအနုပညာလမ်းချောင်းတွေကိုတမီးစတင်ဝင်ရောက်လာတာပါရှင်ဟုတ်လူရဲ့စိတ်သဘောတဘာဝပေါ့နော်ကိုတို့ကိုတော့မယုံရောပေါ့နော်ဆိုတော့အဲ့တမီးတို့အနေနဲ့ကိုယ့်အကူစူးစမ်းရမယ်သူများပေါ်မိခိုမ ကိုကသူများမိခိုးပြီးတော့တွေ့တက်တာထက်ကိုအစွမ်းစနဲ့ကိုရက်တီနိုင်အောင်အကောင်လုံးစူးစမ်းမယ်ဆိုလို့ရှင်ပေါ့နော်အဲဘုသူ့မှာငဲငဲညာနေစရာမလိုဘဲနဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်လာမှာပါရှင်အမေကအဲတမီလုံနိုင်နေပေါ့နော်မီလုံနိုင်နေမီကောင်းဆုံးလုံးခဲဆိုပြီးတော့အပြပါရှင် ်အမြင့်အနေနဲ့လည်းအများကြီးစူးစမ်းပြီးတော့ကိုယ့်ရဲ့အဲတက်ဆွမ်းတလောက်ပေါ့နော်အများကြီးစူးစမ်းပြီးတော့အဖြေရတယ်အဲကိုယ့်ရဲ့ project လည်းခိုင်မာရှိရဲ့လိုအပ်တဲ့ဟာတွေလည်းအကုန်လုံးထပ်ပြီးတော့ထပ်မံဖြည့်သွားမှာဖြစ်တဲ့တော့တမျိုးလိုအပ်တာလေးရှိရင်လည်းဝေဖန်ထောက်ပြပေးပါအောင်ကိုယ့်အနေနဲ့အများကြီးစူးစမ်းတော့ပါမယ်လို့အကုန်လုံးကတိပြုပါရှင်ဟုတ်ကျေးဇူးတင်ပါတယ်